အားလုံးပဲမင်္ဂလာပါရှင်ဒီချက်ကတော့အခု Great Dan Chemistry ပေါ့နော် Chapter 5 Nan Matters Oxygen Carbon and Halo ကျင်းပါမှာအာ5.2ဖြစ်တဲ့ Carbon အကြောင်းကိုဒီချက်သင်ပြသွားမှာဖြစ်ပါတယ်ကဲဒါဆိုဒီကျတော့အရင်ဆုံးကာဗွန်ကပေါ့နော် အာကာဗွန်ရဲ့ atomic number ဟုတ်ပြီနော်ကာဗွန်ရဲ့ element တိဆောက်ပုံတွေ periodic table ဘယ်လောက်မှရှိရဲဆိုတာကိုတစ်ချက်စဉ်းစားကြည့်ရအောင်ကာဗွန်ဒီကာဗွန်အဲ uh, atomic number က6ရှိပါတယ်။သူဒီ per period မှာရှိလဲဆိုတော့ period number 2မှာရှိပြီးတော့ group လောက်မှာရှိလဲဆိုတော့ group 4မှာရှိပါတယ်။ ရမယ်เนาะအဲ့လိုမျိုးလေး teacher တို့တစ်ချက်စဉ်းစားမယ်ပြီးတော့အခု teacher တို့က carbon အထောင်းလေးကိုလေ့လာကြည့်ရအောင် carbon is found in nature it's diamond and graphite carbon ကိုတဲ့ teacher တို့က is found in nature တဘာဝမှာတွေ့မြင်နိုင်တယ် at bar နေနဲ့တွေ့မြင်နိုင်လဲဆိုတော့ at diamond ဆိုတဲ့ teacher တို့စိန်နေဒါမှမဟုတ် and graphite ဆိုတဲ့ teacher တို့ပေါ့เนาะ graphite ဆိုတာကဥပမာပြောရမယ်ဆိုရင် teacher တို့ electron နေနဲ့လဲတုံးနေနောက်တစ်မျိုးကကြောက်ခဲသားပေါ့မျက်မြင်ကိုတွေ့အရာ teacher တို့နဲ့ direct ထိတွေ့နိုင်တာဆိုတော့ခဲသားပေါ့เนาะ ခဲသားတွေမှာဆိုရင်လည်းကာဗွန်တွေကိုတွေ့မြင်နိုင်ပါတယ်တဲ့ပြီးရဲ့အခါကျတော့ fluorine and နဲ့ graphene နေရာပေါ့နော် are synthetic carbon နဲ့ synthetic ဆိုတာကဒီ man made ပေါ့နော်လူတွေ လူတွေတီထွင်ဖန်တီးပြုတ်လုထားတဲ့ကာဗွန်နေပေါ့နော်လူတို့ပြုတ်ပြင်ဖန်တီးထားတဲ့ကာဗွန်နေကတော့ fluorine နဲ့ graphene တို့ဖြစ်ပါတယ်တဲ့ကာဗွန် and also be found at the compounds ကာဗွန်ကို drop down အနေနဲ့တွေ့ရမယ် drop down မှာဆိုရင် combining with other elements သူကအခြားသော dressing တွေနဲ့ပေါင်းစပ်နေတဲ့เนาะအနေအထားမျိုးမှာ drop down အနေနဲ့တွေ့မြင်ရပါမယ်ဘယ်လိုဟာမျိုးလဲဆိုတော့ petroleum ဆိုတဲ့ deterrent ကိုเนาะ dust ရေပြီးရဲ့ခါကျတော့ coal ဆိုတဲ့ချောင်မီးတွေ natural gas သဘာဝဓာတ်ငွေနဲ့ limestone ဆိုတဲ့ထုံးကြောက်တွေ carbon dioxide and sugar sugar ဆိုတာက C12H22O11 အဲ့မှာဆိုရင်လည်းဒီမှာကြီး C12 ဆိုတာဒီ carbon ပါတယ်เนาะဒါဆိုရင် compound အနေနဲ့တွေ့မြင်ရပါလိမ့်မယ်တဲ့ in addition ထပ်ပေါင်းထည့်ပြီးပြောရမယ်ဆိုရင်တော့ all living things ပေါ့နော်တက်ရှိအရာအလုံးအားတဲ့ have carbon ကာဗွန်တွေပါရှိရဲပြီးတဲ့အခါကျတော့အဲ့ဒီကာဗွန်တွေမှာ containing compounds ပေါ့နော် drop bound တွေပါရှိရဲအဲ့ဒီ drop bound တွေကတော့ sulfurs ဘလိုဟာမျိုးတွေလဲဆိုတော့ carbohydrate ဒီထက်တော့နော်အစားအစာတွေမှာဆိုရင် carbohydrate တွေပါတယ်ပြီးတော့ fats proteins and nucleic acid etc စသဖြင့်ပေါ့နော်ဒီထက်တော့ living things တွေပေါ့နော်တက်ရှိတက်တော်အားတွေမှာဆိုရင်လဲကာဗွန်ကွန်ပေါင်းတွေပါဝင်တာကိုတွေ့မြင်ရပါမယ်တဲ့ ဒါဆိုရင်ဒီချာတို့အခုဆက်ပြီးသွားမှာက allotropy or allotropes of carbon allotropy ဆိုတာအသွင်ကွဲပေါ့နော် allotropes of carbon ဆိုတာကကာဗွန်အသွင်ကွဲများပေါ့ if an element အကယ်၍ dressing တစ်ခုအနည်းနဲ့ဆိုရင်တဲ့ can exist more than one form သူတို့က more than one form ဆိုပုံစံတစ်မျိုးထပ်ပို့ပြီးတော့သိရှိနေနိုင်ပါတယ် in the same physical state သူတို့တွေကဘာဖြစ်လဲ physical state ဆိုတာရုပ်ပိုင်းဆိုင်ရာအခြေအနေရပေါ့နော်တူညီရဲ့ပြီးတော့ it is said to exhibit allotropy or polymorphism အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ allotropy ပေါ့နော် allotropy or polymorphism ဆိုတာကပုံစံမျိုးစုံနဲ့ရှိတယ်ကာဗွန်ပုံစံမျိုးစုံရှိတယ်သွင်ကွဲမျိုးစုံရှိခြင်းကိုခေါ်ပါတယ်တဲ့ that different forms of an element dressing တစ်ခုရဲ့ different forms of an element ပေါ့နော်အဲကွဲပြားချထားတဲ့ပုံစံတွေကတဲ့ in the same physical state ဒါပေမဲ့သူတို့ရဲ့ physical state ပေါ့နော်ရုပ်ပိုင်းဆိုင်ရာအခြေအနေကတော့ဘာဖြစ်လဲတူညီကြတယ်ပြီးရဲ့အခါကျတော့ that poses different physical property ရုပ်ပိုင်းဆိုင်ရာအခြေအနေတူပေမဲ့သူတို့က different physical property ကွဲပြားချနာတဲ့ရုပ်ပိုင်းဆိုင်ရာဂုံတက်တီတွေကိုတော့ပိုင်းဆိုင်ထားပါတယ်အဲ့လိုမျိုးဟာကို are known as အဲ့ဒါဘယ်လိုခေါ်လဲ allotrope of that element အဲ့ဒီ dressing ရဲ့အသွင်ကွဲလို့ခေါ်ပါတယ်တဲ့ဒါဆို ရင် digital allo trap ဆိုတာဘာကိုပြောချင်လဲဆိုတော့ different forms of an element in the same physical state ဟုတ်ပြီเนาะတူညီရဲ့ဘာဖြစ်လဲအဲရုပ်ပိုင်းဆိုင်ရာအခြေအနေတခုမှရှိရ dressing ရဲ့ကွဲပြားခြားနားတဲ့ပုံသဏ္ဍာန်ဒီเนาะအာရုပ်ပိုင်းဆိုင်ရာဂုံတတ္တိရာလဲကွဲပြားခြားနားခြင်းတွေကိုပိုင်ဆိုင်ခြင်းကို allo trap လို့ခေါ်ပါတယ်เนาะအသွင်ကွဲခြင်းလို့ခေါ်ရဲတဲ့ they may have different chemical properties သူတို့မှာလဲ different chemical properties တဲ့ခုနကအလိုထရော့ပ်တွေမှာလဲကွဲပြားခြားနာတဲ့ဓာတုဆိုင်ရာဂုဏ်သတ္တိတွေလည်းရှိပါတယ် for example အနေနဲ့ပြောမယ်ဆိုရင်ဒီချက်တို့ diamond ကိုကြည့်ရ diamond တို့ graphite တို့ fluorine and graphene တွေကကြတော့ allotropic carbon carbon ရဲ့အသွင်ကွဲတွေဖြစ်ပါတယ် oxygen and ozone အ oxygen and ozone အားလဲဘာဖြစ်လဲ allotropic အောက်ဆီဂျင်အောက်ဆီဂျင်ရဲ့အသွင်ကွဲဖြစ်ပါတယ်ဥပမာဆိုပါဆိုအောက်ဆီဂျင်နဲ့ O ဆုံးဆိုလို့ရှိရင် oxygen ဆိုရင် O2 အဲ O ဆုံးဆိုလို့ရှိရင်ဒီကျတော့ပါရှိမြဲ O3 ဒါဆိုရင် O O ဆိုရတဲ့အတွက်ကြောင့်မလို့ဒါ same element ပေါ့နော်ပြီးခဲ့ခါကျတော့ oxygen ကလည်း gas ပဲ ozone ကလည်း gas ပဲ same physical state အနေနဲ့တရှိရဲဒါပေမဲ့သူ့မှာပါဝင်တဲ့ molecule ကျတော့တူသေးလားမတူတော့ဘူး O2 နဲ့ ozone ကကျတော့ O3 ဖြစ်သွားတယ်အဲ့ဒီမှာလည်းအဲ့တိုင်းပဲ different chemical property ဆိုတာကဒီကျတော့ oxygen ဒီ without smell ပေါ့နော်အနံ့မရှိဘူးဒါပေမဲ့ ozone ကကျတော့ ဒီကြရောဘာတွေ့ရမလဲဆိုတော့ fish small ဆိုပြီးတော့တွေ့ရပါလိမ့်မယ်ဟုတ်ပြီเนาะအနံ့ကသူကငါးညီနံ့ကဲ့သို့နံ့နေဆိုတော့ဒါသည်အာ in the same physical state မှာ that pose a different physical properties and different chemical properties ကိုပြောသွားတာပါ ထောက်ပြီနော်ကဲနောက်တစ်ခုက rhombic sulfur နဲ့ monoclinic sulfur နော် rhombic sulfur ဆိုတာကလည်း sulfur H ရှိရပါတော့ monoclinic sulfur are allotrope of sulfur sulfur ရဲ့အသွင်ကွဲတွေဖြစ်ပါတယ်တဲ့အဲဆိုရင်အခု teacher တို့ diamond အကြောင်းလေးကိုကြည့်ရအောင် in diamond ဟုတ်ပြီနော် teacher တို့စိတ်မှာဆိုလို့ရှိရင်တဲ့ each carbon atom is surrounded by four other carbon atoms each carbon atom ကာဗွန်အက်တမ်လေးတစ်ခုစီကိုဒီမှာကာဗွန်အက်တမ်လေးတစ်ခုစီကို teacher ကို is surrounded by four other carbon atom ဆိုတာက carbon atom လေး၄ခုနဲ့ဆက်သွယ်ထားတယ်လို့ပြောထားတယ် in diamond each carbon atom is surrounded by four other carbon atom เนาะ carbon atom လေးတစ်ခုစီတိုင်းကိုတဲ့เนาะ is surrounded by four other carbon atom ဆိုတော့အခြားသော carbon atom လေး၄ခုကပါလို့ထားလဲဝန်းရံထားပါတယ်တဲ့ it has a giant structure သူဒီကြီးမားတဲ့ structure ဆိုတာတိဆောက်ပုံရှိပါတယ် it contains သူမှာပါဝင်တဲ့ millions of carbon atom ဟုတ်ပြီเนาะ carbon atom မ်းမောင်းများစွာပါဝင်ပြီးတော့ in a 3 dimensional dimensional ဆိုတာကသုံးပတ်မြင်ပုံသဏ္ဍာန်ပေါ့နော် 3D ပုံသဏ္ဍာန် network ပေါ့နော်ဆက်သွယ်ထားတဲ့ of strong carbon atom အာ strong carbon ကာဗွန်ကာဗွန်ကာဗွန်ချင်းကတစ်ခုနဲ့တစ်ခုကပေါ့နော် covalent bond အရာ သူဘာဖြစ်တာလဲ3 dimensional network ပေါ့တစ်ခုနဲ့တစ်ခုချိတ်ဆက်နေရပေါ့နော် million cell carbon atom နေပါဝင်ပါတယ်တဲ့ therefore ဒါကြောင့်မလို့ it is very hard သူကအလွန်ကိုမာကြောတယ် and has a very high melting point သူကဗာလဲ high melting point ဆိုတာသူ့ရဲ့အရေပျော်မှတ်သည့်အရန်ကိုမြင်ပါပါတယ်တဲ့ဘယ်လောက်လဲဆိုတော့3550 degree celsius လောက်သူကအာ melting point များပါတယ်တဲ့ပြီးတော့ diamond is the hardest သွား diamond ကဘာဖြစ်လဲ is the hardest ဆိုတာကဒီတော့အမကျော်ဆုံး mn all naturally occurring substance အဲ့တော့တဘာဝမှာတွေ့ရတဲ့အရာဝတ္ထုတွေတဲမှာဆိုရင်အမကျော်ဆုံးဖြစ်ပါတယ် it is transparent သူ့ကိုဖောက်ထွင်းပြီးတော့လည်းမြင်နိုင်တယ် and shine အရန်ကိုတောက်ပါတယ် in presence of light ပေါ့เนาะဒီရှိရပေါ့เนาะအာမူလရှိရအလင်းရောင်ထဲမှာကိုမှသူက transparent ဖောက်ထုတ်မိတဲ့မြင်နိုင်တယ်လို့ shine တောက်ပစွာမြင်နိုင်ပါတယ်။ဒါကတော့ဒီကျွန်တော်အောက်မှာပုံလေးရတော့ figure 5.1ရဲ့ diamond and ace writer ဒါကတော့ diamond ပုံလေးပေါ့နော်ဒီကျွန်တော်ဘယ်ဘက်မှာပြထားတာဒီ diamond ပုံလေးဖြစ်ပြီးရောညာဘက်ကကြတော့ ace structure ဆိုတော့ diamond ရဲ့ structure ကိုပေါ့နော်တိဆောက်ထားတဲ့ပုံလေးဖြစ်ပါတယ်။ graphite in graphite each carbon atom graphite မှာကြတော့တဲ့ carbon atom တစ်ခုချင်းစီက is surrounded by three other carbon atom နောက်ထပ် carbon atom သုံးခုနဲ့ in the same plane တူညီရဲ့မျက်နှာပြင်တစ်ခုမှာပဲဘာဖြစ်လဲ three other carbon atoms တွေနဲ့သူကဘာလုပ်ထားလဲဝန်းရံထားပါတယ်တဲ့ဟုတ်ပြီနော်ဒီကျသူပြောချင်တဲ့သဘောလေးကဒီမှာ each carbon atom ကိုဟုတ်ပြီနော် three other carbon atom နဲ့အခြားသော carbon atom ကြီးသုံးခုနဲ့သူဘာလုပ်ထားတာလဲသူဆက်ဆက်ပြီးတော့ဖွဲ့စည်းထားတယ်လို့သူပြောတာပါ in the same plane ပေါ့နော်ပြီးတော့ and therefore layers of hexagon are obtained အဲ့လိုမျိုးဖွဲ့စည်းခြင်းဖြင့် layer of hexagon ဆိုတာကဒီချက်ရို7ခန်းပုံသဏ္ဍာန်လေး are obtained ရရှိလာပါတယ်ဒီမှာဆိုရင်ဒီချက်ရို6နားပေါ့เนาะ1 2 3 4 5 6အမေနော်6နာရရှိရအောင်တွေ့ရမယ်အဲ့တော့ hexagon ပေါ့နော် layer hexagon are obtained a figure 5.2မှာပြထားပြီးသားပါတဲ့နော် the distance between the layer is more than the distance between adjacent carbon atom သူပြောချင်တဲ့သဘောက the distance between the layer တခုနဲ့လေးရအလွာတခုနဲ့တခုကြားအခု teacher တို့ဒီမှာပေါ့နော် teacher မင်းကြီးလေးသုံးလိုက်တဲ့နေရာပေါ့ဒီအလွာတခုနဲ့တခုကြားမှာဆိုရင် it's more than the distance between adjacent carbon atom ဟုတ်ပြီနော် distance between adjacent carbon atom ဆိုတာဒီသူနဲ့နက်နက်ချင်းဆိုင် carbon atom နေက ပို့ပြီးတော့ဘာလုပ်တာလဲ is this more than ဆိုပို့ပြီးกว่าဝေးတယ် and so the layer အဲ့ဒီအလွှာမှာအခုဒီချက်မင်းနီလေးနဲ့ပြထားတဲ့အလွှာလေးနေရာမှာ ဆို so the layer are weekly bond to each other တခုနဲ့တခုကိုဆက်သွယ်တဲ့ bond တွေက weekly ဆိုအရန်ကို အားနေပါတယ် therefore ဒါကြောင့်မို့လို့သူဒီ graphite itself ဟုတ်ပြီနော် graphite တိအလွန်နူးညံ့တယ်လို့ပြောထားပါတယ် due to its layer အဲ့ဒီအလွာပေါ့နော် layer structure အဲ့ဒီအလွာတိဆောက်ပုံအရဆိုရင်တဲ့ graphite is soft graphite ကဘာဖြစ်လဲနူးညံ့တယ် and had soapy touch တဲ့သူ့ကိုထိလိုက်လို့ရှိရင်နော် soapy ဆိုတာဆက်ပြားကဲတို့ပေါ့ချွဲကြည့်ရလေဖြစ် ဖြစ်စီဖြစ်ပေါ်ရယ်ပေါ့နော်ပြီးတော့ as the layer are born through weak folds no at a အလွာနှစ်ခုကြားမှာပေါ့နော်ဖြစ်တဲ့ဘာဖြစ်လဲ born ကိုကြားတော့တဲ့ဘာလို့ဘလိုမျိုး weak folds လဲဆိုရင် no at bender ward folds လို့ခေါ်ပါတယ် it can at at a lubricant ပြီးတော့၎င်းကိုဘာအနေနဲ့သုံးလဲဆိုတော့ lubricant ဆိုတာတခြားလူချောစီအနေနဲ့ပေါ့နော်အသုံးပြုကြပါတယ်တဲ့ due to the presence of free electron. To the free electron in a tissue ဟုတ်ပြီနော် electron good free electron အနေနဲ့တရှိမယ်ဆိုရင်တဲ့နော်တရှိရယ်ဆိုရင် it's a good conductor of electricity သူဒီ good conductor ဆိုတာက electricity and heat ဆိုတော့လျှက်စစ်နဲ့အပူရဲ့ good conductor အကောင်းဆုံးတော့ဘာဖြစ်လဲလျှက်ကူးပစ္စည်းဖြစ်ပါတယ်တဲ့ the melting point of graphite graphite ရဲ့ melting point ကကြတော့ teacher ဘယ်လောက်ရ3700 degree celsius ဖြစ်ပါတယ်ဒါဆို teacher တို့ figure 5.2လေးကြီးလိုက်မယ်နော်ဒီဘက်ညာဘက်ချမ်းဘယ်ဘက်ချမ်းကပုံလေးက ။ဒါဖြစ်လေကျချရို graphite ပေါ့နော် graphite ရဲ့ပုံလေးပြထားတာပြီးတော့ and its structure ဒီဘက်နော်ဒီချရို့ညာဘက်ချမ်းလေးရကြတော့ဘာပုံလေးလဲဆိုတော့သူ့ရဲ့ဒီဆောက်ပုံလေးကိုပြသထားခြင်းဖြစ်ပါတယ်ကျချရို့နောက်တစ်ခုက fluorine အာ fluorine က fluorine က C16 ရှိပါတယ်သူ့ရဲ့နော် atomic number C16 it's an allotrope of carbon သူဒီကာဗွန်အသွင်ကွဲ တစ်ခုဖြစ်ပြီးတော့ in the form of a hollow sphere သူ့ရဲ့ပုံသဏ္ဍာန်လေးရကြတော့ hollow ဆိုတာကအပေါက်လို့ပေါ့နော် sphere ဆိုတာဆက်လုံးပုံသဏ္ဍာန်ပေါ့နော် hollow အခေါင်းပေါ့နော်ဖြစ်ပါတယ်တဲ့ပြီးရခါ ellipsoid ဆိုတာလည်းသူကဘယ်လိုမျိုးလဲဆိုတော့ဒီအခု teacher row 5.3 a မှာမြင်ရတယ်လို့ပဲသူကဘဲဥပုံသဘဲဥပုံသဏ္ဍာန်လို့တော့ပြောလို့မရဘူးပေါ့နော် teacher row ကဒီ ellipsoid ဆိုတာလည်းအဲ့လိုလုံးဝနဲ့ပုံသဏ္ဍာန်ပဲရှိရယ်ပေါ့နော် ellipsoid ပြီးရခါကျတော့ tube shape ရှိမယ် not cheap လို့ပုံစံမျိုးလေးရှိမယ် and many other shape and size အခြားသောပုံသဏ္ဍာန်တွေနဲ့ size အရွယ်အစားမျိုးစုံရှိပါတယ်တဲ့ spherical furring နဲ့ not a spherical furring ဆိုဆဝိုင်းပုံသဏ္ဍာန်ရှိရ furring စီရတဲ့ also refer to eggs နောက်သူ့ကိုဘယ်လိုမျိုး refer ပေါ့နော်အာကိုစားပြုလဲဆိုရင် baggy ball လို့လည်းသုံးပါတယ်နော်အ baggy ball ဆိုတာအဓိကတော့ကျွန်တော်ပုံ 5.3a မှာပြထားသလိုမျိုးပေါ့နော်လုံးဝနဲ့ပုံသဏ္ဍာန်ကိုသူက resembles ဆိုတူတာပေါ့နော် the balls ဟုတ်လားဘောလုံးကြီးရဲ့ပုံစံတန်းနဲ့တူတယ်လို့ပြောထားတာ use in တနည်းအားဖြင့်ပြောရမယ်ဆိုရင်ね association football ဆိုတာဒီတရဘောလုံးပွဲတွေမှာသုံးတဲ့ဘောလုံးကြီးလို့ပုံစံမျိုးလို့ပြောတာပါပြီးတော့ cylindrical အဲ furence ကြတော့ဟုတ်ပြီနော် cylindrical ဆိုတာကဒီတရ cylinder ပုံရှိတဲ့ furence ကြီးကြတော့တဲ့ are also called ဘာလို့ခေါ်လဲဆိုတော့ carbonano ကျုလို့လည်းခေါ်ပါတယ်တဲ့ဘာလို့ခေါ်လဲ carbonano ကျုအဲ့ဒါကို figure 5.3မှာပြသထားပါတယ်เนาะ uh foreigns are stable သူတို့က stable တည်မြဲတယ် but that mean not totally and reactive သူတို့က unreactive ဆိုတာကဓာတ်ပြူခြင်းတော့မရှိဘူးတဲ့เนาะ uh foreigns တွေက cannot be found in nature တဘာဝမှာမတွေ့နေရပါဘူးတဲ့ they are the synthetic allotrope carbon သူတို့ဒီဖန်တီးပြုတ်လောက်ထားတယ်ပေါ့เนาะကာဗွန်ရဲ့အသွင်ကွဲတွေဖြစ်ပါတယ်အာ foreigns have the lower melting point and boiling point သူရဲ့ foreigns ရဲ့အဲနော် melting point နဲ့ boiling point ဒီ အနိုင်ဆုံးမှရှိတယ်ဘာသူထက်လဲဆိုတော့ then diamond and graphite diamond နဲ့ graphite ထက်ဘာဖြစ်လဲသူတို့က melting point ကို boiling point ကိုကနှိမ့်ပါတယ်တဲ့ဟုတ်ပြီနော်ဒါဆို teacher တို့ figure 5.3ရဲ့ fluorescence ရဲ့ a ပေါ့နော် baggy board ဆိုတာခုနကပြောထားတဲ့အတိုင်းအဲ့ဒါလေးမှကြတော့ teacher တို့တစ်ခုနဲ့တစ်ခုကြားမှာပေါ့နော်ကာဗွန်တစ်ခုနဲ့တစ်ခုကြားမှာဆိုရင် teacher တို့ကိုဘာလေးတွေနဲ့ဆက်ထားပြီးလဲဆိုတော့သူကဘွန်းလေးတွေအဲ့မှာမြင်းချောင်းလေးပြထားတာရှိရယ်နော်အဲ့ဒါဒီ covalent bond သူကကာဗွန်ကာဗွန်ဆိုတာက number တန်း number တန်း ယ်ဆိုလို့ရှိရင် bond ကဘာဖြစ်လဲဆိုတော့ covalent bond ပဲဖြစ်ပါတယ်ဒါဒီကျွန်တော် chapter 3မှာလည်းသင်ပြီးသားပါပြီးတော့ cover attempt နေပေါ့နော်ပြီးတော့သူကဘယ်လိုပုံစံနေလဲရှိလဲဆိုတော့ hexagon shape လဲရှိရ pentagon shape လဲရှိရပေါ့နော်သူအာ 5 to 7ပေါ့เนาะသူ့ရဲ့ shape တွေကကာဗွန်လေးတွေတစ်ခုနဲ့တစ်ခုဆက်တာကပေါ့เนาะ5 to 7ရှိရလို့ပြောထားပါတယ်။ပြီးတော့နောက်တစ်ခုကကြတော့ teacher B ပေါ့เนาะ baggy ball လေး B သွားတော့ spherical fluorescence B ွားတော့ B ကကြတော့ carbon nanotube carbon nanotube လည်းထုံနည်းလည်းကောင်းပါပဲ။ carbon တစ်ခုနဲ့တစ်ခုရှားမှာဆိုရင် teacher ကိုမနဲ့ဆက်ပေးလဲဆိုတော့ covalent bond နဲ့ဆက်ပေးထားတယ်။ဟုတ်ပြီနော်။အာ carbon atom နေပေါ့เนาะ။ ။အကြောင့် covalent bond ဖြစ်လဲဆိုတော့ carbon di nanometer နောက်ထပ်ဆက်တဲ့ carbon ကလည်း nanometer 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 ချင်းဆက်လိုက်တဲ့အတွက်ကြောင့် covalent bond ပြည်ပြီးသွားတဲ့အခါကျတော့ hexagon shape လည်းရှိရယ် pentagon shape လည်းရှိရယ်။ခုနကတိချက်ပြောထားတဲ့အတိုင်း carbon 5 to 70ပေါ့နော်။သူကဆက်လို့ရပါတယ်။ graphene နောက်တစ်ခုဒီချက်ရော graphene လေးကြောင့် graphene ကကြတော့ graphene it's an allotrope of carbon graphene ကတဲ့ it's an allotrope of carbon carbon အသွင်ကွဲတစ်မျိုးဖြစ်ပါတယ်တဲ့ graphene cannot be found in nature graphene ကို အမှမတွေ့မြင်ရဘူးလေ teacher in nature ဆိုရဲတဘာဝမှာမတွေ့မြင်နိုင်ဘူး it is like single layer ခုနလိုမျိုးတွေမဟုတ်တော့ဘူး single layer ဆိုတာအလွှာတလွှာတည်းရှိရယ် mono layer ပေါ့နော် mono layer or graphite a figure 5.4မှာပြထားပါတယ် it is tightly bound in a hexagonal ring structure tightly ဆိုတာကเนาะတင်းတင်းကြက်ကြက်ကိုသူကဘာဖြစ်တာလဲလဲ bond ပေါ့เนาะအာဖွဲ့စီအစုစည်းထားတယ် in a hexagonal ring ဆိုတာကကြတော့ teacher တို့ဘာဖြစ်လဲဟိုစက်ထကံပုံတံလေးပေါ့เนาะ ring ဆိုတာကွင်းလေးတွေပေါ့နော် structure တိဆောက်ထားပါတယ် it's crystalline structure ၎င်းဒီဘာဖြစ်လဲပုံဆောင်ခဲ structure တိဆောက်ပုံရှိပြီးတော့ it's two dimensional သူဒီ 2D ပုံသဏ္ဍာန်ပေါ့နော်အာ shape ရှိပါတယ်တဲ့ဒါဆိုရင် graphene has many properties graphene မှာ ဂုံတက်တီပေါင်းများစွာရှိပါတယ် in proportion သူအချို့ရဆို to its thick thickness အရန်ကို2ရဲပြီးွားတဲ့အခါကျတော့ it is a bird 100 times stronger than the strongest tea ဟုတ်ပြီနော် strongest tea အရန်ကို strongest tea ပေါ့နော်တန်မာလွန်လာတဲ့ tea ထက်တောင်မှသူက100ဆလောက်ပို့ပြီးတော့တန်မာပါတယ်တဲ့ဟုတ်ပြီနော် stronger ဖြစ်ပါတယ်တဲ့ပို့ပြီးတောင့်တောင့်နေတောင့်တင်းနေပေါ့နော်ပြီးရဲ့ခါကျတော့ graphene is a transparent graphene ကို transparent ဘာလို့လဲဆိုတော့ဒီကျတော့အော်ဖောက်ထွင်းပြီးမြင်နိုင်တဲ့ and flexible ဆိုတာက ြုတ်လွဲပြောင်းလွဲရဲပေါ့နော်ပြီးရဲ့ခါက flexible contactor so that uh, it is widely used for သူကို uh, widely used ဆိုတာတွင်းတွင်းကြဲကြဲအသုံးပြုကြရဲ for various material ပေါ့နော်မျိုးမျိုးသောပစ္စည်းတွေ device ဆိုရဲနော်အကရိယာတွေ application တွေပေါ့နော် device application တွေမှာသုံးပါတယ် including ဘလိုအမျိုးတွေပါလဲဆိုတော့ solar cells တွေ light emitting diode ဆိုတာ LED တွေပြီးရဲ့ခါကျတော့ touch panel ဆိုတာကတချို့အခု screen တွေပေါ့နော် touch screen တွေသုံးတဲ့ဖုန်းမျိုးတွေ အဲ့မှာ touch panels and uh, smart window or phone နေပေါ့နော်အ smart window နဲ့ဖုန်းတွေမှာသုံးများပါတယ်တဲ့ဒါဆိုရင် graphical 5.4လို့ကြည့်ရအောင်ဒီမှာကျတော့ပြသထားတာ graphing ပေါ့နော် graphing ရဲ့သူ့ရဲ့ structure လေးဒီမှာဆိုသူကပြောထားပြီးသား hexagonal ring structure ရှိရဲ့လို့ပြောတယ်ကာဗွန်တစ်ခုနဲ့တစ်ခုကြားမှာတော့ထုံးစံအတိုင်းပဲ covalent bond ရှိရဲကာဗွန်တွေကိုเนาะဆက်ထက်ကံပုံသဏ္ဍာန် ring လေးနေပါပြဲအတွဲဆက်ထားပါတယ် အခြားပုံစံအများပေါ့နော်ကာဝင်ရဲ့အခြားပုံစံတွေကတော့ဘာတွေလဲဆိုတော့ charcoal ဆိုတဲ့ detail ကိုမီးသွေးတွေ coal ဆိုတဲ့ကြောင်မီးသွေး coat เนาะအာဒီတောင်မီသွေးကနေပြီးတော့ပဲပြုတ်လောက်ထားတဲ့ coat ပေါ့เนาะ coat လို့ခေါ်ပါတယ်ပြီးတော့နောက်တစ်ခုက carbon black soup ဆိုတာကကြာတော့ omen လို့လည်းသုံးတယ်အဲချက်ခိုးလို့လည်းသုံးပါတယ်ပေါ့เนาะဘယ်လိုမျိုးလဲဆိုဥပမာဆိုကြတော့မီးမွေးလိုက်တယ်မီးမွေးလိုက်တဲ့အခါမှာတက်လာတဲ့အမုံပေါ့เนาะအဲ့ဒါကနေပြီးတော့ချက်ခိုးဩဒါမှမဟုတ်ရင် omen ဖြစ်သွားတာလေဒါမျိုးကိုခေါ်တာပါ our action to be ရဲ့သူတို့ဒီရဲ့ amor first spawn ဆိုတာကပုံဆောင်မဲ့ပေါ့เนาะအသူကပုံမဲ့ပုံမဲ့ပုံတရံရှိရဲ့ off carbon ဟုတ်ပြီเนาะသူမှအတိတ်တခြားပုံတရံမရှိဘူး ကိုပစ္စည်းရေမှာ now it is found that, that these bonds of carbon အဲ့ဒီเนาะ carbon ဒီအခု teacher တို့တွေ့နေရတဲ့ဒီ carbon ပုံစံဏီကတော့တဲ့เนาะ contain ပါဝင်မှာ randomly oriented small crystal of graphite randomly ဆိုတာကဂျာပန်ပေါ့เนาะ oriented small crystals of graphite graphite တွေပေါ့เนาะ small crystal graphite ရဲ့ small crystals ဆိုတာတင်းငယ်တဲ့ပုံဆောင်ခဲလေးတွေကတော့ randomly ဆိုတာကဂျာပန်ပါဝင်နေပါတယ်တဲ့ဒီအခု teacher တို့ပြောထားတဲ့ charcoal coal coal and carbon black မှာပေါ့เนาะ ကဲနောက်တစ်ခု charcoal အကြောင်းကိုသူစပြောပြီ charcoal မီးသွေးကကြတော့ it's made by heating wood ဒီချက်တော့ဘာလုပ်လိုက်တာလဲတစ်သားကိုမိရှို့လိုက်တာဘယ်မှာလဲ in the absence of l ဆိုတော့လေမရှိရဲ့နေရာပေါ့နော်အလုံးကလုံနဲ့အခန်းထဲမှာပေါ့လုံကလေမရှိရဲ့နေရာမှာအာမိကိုဘာလုပ်လိုက်တာလဲအဲတစ်သားတွေကိုမိရှို့လိုက်ပြီးတော့မိတွေ့ရလာ it has a porous structure to the porous ဆိုတာကစိတ်ဝင်နိုင်တယ်တိဆောက်ပုံရှိရဲ့ and has many small hole သူမှာ small hole ဆိုတာကတင်းငယ်တဲ့အပေါက်လေးများစွာပါရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်မိတွေ့ကိုရေထဲထည့်လိုက်လို့ရှိရင်ရေမှာဘာဖြစ်တာလဲပလုံစီလေး းလေးပူပေါင်းလေးတက်လာတာအဲ့ဒါဒီသူ့ရဲ့ဂျားမာဒီခုနကပြောသလိုပဲ porous rock เนาะ porous structure စိတ်ဝင်နိုင်ရေစိတ်ဝင်လာနိုင်တယ်ပြီးရက်ကကျတော့ small hole လေးရှိတဲ့အတွက်ကြောင့်မို့ပူစီပေါင်းလေးတေးလေးလေးထားလာတာဟုတ်ပြီเนาะဒါကတော့ပုံလေးကတော့ charcoal ပေါ့เนาะမီးသွေးပုံမှာနောက်တစ်ခုက coal ကြောင့်မီးတွေ it's found in nature သူကတော့တဘာဝမှာတိုင်တွေ့ရတယ် in coal the element carbon သူအဲ့ coal ထဲမှာပါဝင်နေเนาะ carbon dressing တည်းရဲ့ it's made with compound of other element အခြားသော dressing တစ်ခုနဲ့ရုံတော့ပြီးတော့ drop down ဖြစ်တရှိနေရယ်ပြီးရခါကျတော့ coal it's a black heavy solid coal ကကျတော့ဘာဖြစ်လဲဆိုတော့ black အမဲရောင် heavy solid ဆိုတာကလေးလံနဲ့အဆိုင်ခဲ အဆိုင်ထဲဒုံရင်ဖြစ်ပါတယ်ခုနကတီချာတို့6ခုနဲ့မတူဘော6ခုကကြတော့ပေါ့တယ်ဒီကိုကြောင့်ပြီးတွေ့ရကြတော့နည်းနည်းလေးတယ် coat coat ကကြတော့တီချာတို့ coat is found by heating go ဟာလေခုနကတီချာတို့ကြောင်မီးသွေးကိုအပူပေးလိုက်တဲ့အခါမှာမီးရှို့လိုက်တဲ့အခါမှာပေါ့နော်မီးပေးလိုက်တဲ့အခါမှာ in the absence of air ဆိုတာကလေမရှိတဲ့နေရာမှာပေါ့နော်အပူပေးလိုက်ပြီးရလာတဲ့အာကို coat လို့ခေါ်ပါတယ်တဲ့ coat is also a black hairy solid ပဲကုတ်ကလည်းခုနကကိုးလိုပဲ teacher တို့ black heavy solid အမျိုးအစားဖြစ်တယ်ပြီးတော့ it is almost pure carbon ဒါပေမဲ့သူကတော့လုံးဝကိုပါဖြစ်တာလေ pure carbon carbon တမျိုးတည်းသာငယ်ပါတော့တယ်ခုနက teacher တို့ကိုးကကြတော့ compound အနေနဲ့အခြားသော dress အနေနဲ့ရောနှောနေနိုင်သေးတယ်အခုဒါကိုးဖို့ teacher တို့မီးရှို့ပြီးရဲ့အခါမှာရလာတဲ့ကုတ်တီ pure carbon ဖြစ်သွားပါတယ်နောက်တစ်ခု carbon black soup ဆိုတာခုနကတီချာပြောတဲ့အိုးမဲဒါမှမဟုတ်လို့ရှင်ချက်ခိုးပေါ့နော် it's a black powder သူဒီ အမဲရောင်အမုံလေးဖြစ်ပါတယ် one kerosene it's ban kerosene ကို teacher တို့ဗာပြလဲလောင်ကျွမ်းလိုက်မယ် in a limited amount of air သူတို့တတ်မှတ်ထားတဲ့လေထဲမှာပေါ့နော် teacher တို့လောင်ကျွမ်းစီမယ်အဲ့ဒါဆိုရင် hydrogen from kerosene hydrogen အနော် kerosene ကနေပြီးတော့မှဘာထွက်လာမလဲ hydrogen hydrogen က combine ပေါင်းစပ်ပြီးတော့ with oxygen oxygen နဲ့ပေါင်းစပ်ပြီးတော့နော် oxygen ကလည်းဘယ်က oxygen လဲ from the air လေကနေပြီးတော့ရှိတဲ့ oxygen နဲ့ add to kerosene က hydrogen နဲ့ပေါင်းစပ်ပြီး ီးရောတဲ့ and the carbon it's left at ဟုတ်ပြီနော်ကာဗွန်ကျန်ရှိနေခဲ့တယ်အဲ့ဒါကို carbon black လို့ခေါ်ပါတယ်တဲ့ဒါကတော့အောက်ကပုံလေးတွေကတော့ကျွန်တော်တို့ coal ဆိုတဲ့ချောင်းမီးသွေးရဲ့အဲ့ coal ကိုမီးရှို့လိုက်တဲ့အခါမှာ coke ဖြစ်လာတဲ့ပုံလေးရဲ့ အဲ့တော့ပေါ့နော်ကျတော့ call ပေါ့နော်ကြောင်မီသွေးရဲ့အဲ့ဒါကိုတချို့ mixture လိုက်တဲ့အခါမှာ CO code ပေါ့နော်အာဖြစ်လာတဲ့ပုံနဲ့နောက်ဆုံးတကူက carbon black စုဂျက်ကူးပေါ့နော်ဂျက်ကူးလို့လည်းခေါ်ရဲအိုးမဲလို့လည်းခေါ်ရဲ black powder လေးပေါ့နော်အာအမဲအောင် powder မှုန်လေးပေါ့ဒါဆိုတချို့ကနောက်တစ်ပိုင်းဖြစ်တဲ့ chemical property ဆော့ carbon ကြည့်ရအောင် chemical properties of carbon မှာဆိုရင်တိထရကာဘွန်ကို oxygen နဲ့ခုနက absent air တွေရော limited air တွေရောပါတယ်เนาะခုနဆာရှင်းသွားတဲ့နေရာအဲ့လိုပဲကာဘွန်ကိုတိထရက oxygen exact ဆိုတာက portion နဲ့ oxygen ပေါ့เนาะ oxygen အမြောက်အများနဲ့ဘာလို့မလဲ နာပေါင်းဆက်လိုက်တဲ့အခါမျိုးမှာဆိုရင်တဲ့ကာဗွန်နာအောက်ဆိုက်အပူပေးလိုက်တယ်ဗားထွက်လာလဲကာဗွန်နာအောက်ဆိုက်ထွက်လာပါတယ်။ကဲပြီးတော့ကာဗွန်ကိုတဲ့ limited oxygen ဆိုတာဒီချာရောကန့်သက်ထားတဲ့ oxygen နဲ့ပေါ့နော်ဒီချာရောအပူပေးလိုက်တဲ့အခါမှာဆိုရင်ကာဗွန်မျိုးနောက်ဆိုက်ထွက်လာပါတယ်တဲ့။ဒါဆိုရင်တော့ကာဗွန်ကတော့ဒီချာရောသူ့ရဲ့ physical state ဒီ solid နဲ့တုံးထားတယ်နော်။ oxygen ကတော့ gas ကာဗွန်နာအောက်ဆိုက်က CO2 gas ကာဗွန်ကကြတော့ဒီဘက်မှာလည်းအဲ့တိုင်းပဲဒီအပေါ်က equation ကတော့ teacher တို့နှိစရာမလိုဘူးကာဗွန် dioxide တန်းထွက်တဲ့အတွက် CO2 တခါတည်းကာဗွန်တစ်လုံးဘယ်ဘက်ကောညာဘက်ကောကာဗွန်တစ်လုံးစီရှိရဲ oxygen နှလုံးစီဟုတ်ပြီနော်ဒုတိယ equation လေးကကြတော့ 2c solid plus o2 gas equal to 2co gas ဘာကြောင့်လဲဆိုကာဗွန်မိုနောက်ဆိုက်ဆိုရင်ဒီချက်တော့ co ပဲထွက်ပါတယ်အဲ့တော့ကာဗွန်ဒီချက်တော့အောက်ဆီဂျင်ကဒီမှာနှလုံးဖြစ်နေတဲ့အတွက်ဒီမှာ2နဲ့မျှပါမယ်ဒါကြောင့်မလို့ကာဗွန်ကလည်းနှလုံးဖြစ်ရမယ်နှလုံးဖြစ်ရမယ်အတွက်ကြောင့်မို့ကာဗွန်ရဲ့ရှေ့မှာလည်း2နဲ့မျှပေးလိုက်တယ်ဒါမယ်နော်ကဲနောက်တစ်ခုနံပါတ်2 ကကြတော့သူကကာဗွန်ကိုတဲ့ဇင်းအောက်ဆိုက်ဇင်းအောက်ဆိုက်မှမဟုတ်ပေါ့နော်အောက်ဆိုက်မျိုးစုံနဲ့ပေါ့နော်အောက်ဆိုက်ဆော့ဇင်းပဲဖြစ်ဖြစ်အောက်ဆိုက်ဆော့ကော်ဘာပဲဖြစ်ဖြစ်အောက်ဆိုက်ဆော့အော်လက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်သူကဟိုပါပေါ့နော်အောက်ဆိုက်ဆော့အိုင်ယွန်းနေပေါ့နော်အိုင်ယွန်းအိုင်ယွန်း3အောက်ဆိုက်တို့ပါရုံးနဲ့လေဓာတ်ပြုမယ်ဆိုရင်တဲ့သူကဇင်း plus ကာဗွန်မိုနောက်ဆိုက်ထွက်ပါတယ်တဲ့ဟာဆိုရင်ကာဗွန် plus အဲကာဗွန်ရဲ့အောက်မှာကျတော့ solid နော် physical state လေးရသူဒီ solid ဇင်းအောက်ဆိုက်ကလည်း solid ပဲဒါအပူပေးလိုက်တဲ့အခါမှာ zinc solid နဲ့ CO ဒါကတော့နှစ်ချမ်းလေးကွဲသွားတာပေါ့เนาะဒါလေးကတော့တိတိတတ်တာလေးညင်ရနိုင်ပါတယ်ဟုတ်ပြီเนาะ C က O နဲ့သွားပေါင်းပြီးရော ZN ကတတ်တတ်တလုံးเนาะတကွဲထွက်လာမယ်ဟုတ်ပြီเนาะအဲ့တော့ ZN + CO gas ထွက်ပါတယ်ကာဗွန်မိုနောက်ဆိုက် gas ထွက်ပါတယ် equation ညှိမယ်ဆိုရင် ZN တလုံး ZN တလုံးဆိုတော့အတူတူပဲပြီးတော့ကာဗွန်ကလည်းကာဗွန်တလုံးတလုံးစီအောက်ဆီဂျင်တလုံးစီဆိုတော့ equation က